အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ကိုဘဝသက်သက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေနံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်တန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယာတွေရပြီးွားပြီတော့မိယံတက်တွေရပြီးွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလို့ရှိတယ် တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေသင်တယ်ဆိုရင်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆန်းပြတွေကတိတ်ချစ်ဆရာကောင်းတယ်နော်နေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကိုပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ပေါ့နော်ဒါကလည်းလက်ဆန်းပြတွေရဲ့အာသာချက်ပေါ့ဟိုမွေးတဲ့ကိတွေမလို့ဘူးနော်မွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲနဲ့ကျွန်တော်တို့ ပြောလို့ရတဲ့နည်းလေးတွေလက်ဆန်းမှာအများကြီးရှိတယ်တကယ်လဲလက်တွေ့မှာကျွန်တော်တို့အများကြီးမှန်ကြရတာတွေကျွန်တော်တွေ့တယ်ဗောနော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တင်းနေကုန်နေသားသမီးတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်နေတင်းနေကုန်နေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းကျန်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းကျန်းမယ်ဗောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာကျွန်တော်တင်းနေကုန်နေသားသမီးတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ၆ခုမြောက်နေရာမှာရှိတယ်တောက်ကြရယ် နှစ်ခုမြောက်နေရာမှာရှိတယ်တနင်းလာရယ်ငါးခုမြောက်နေရာမှာရှိတယ်ကြာတာပရိရယ်ဒါအကိုအတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိရထီးလို့မိုးတာရယ်ဒါကြောင့်ပဲတနင်းဥတွေသားမီးတစ်ယောက်အတွက်ကြာတာပရိရအခေအကြဆုံးပဲနော်ကြာတာပရိရထိန်းချုပ်မှုအောင်မှာအပြည့်အဝရောက်ရှိနေတာကတနင်းကုန်နေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်ပဲကြာတာပရိဂျိုကို ကျွန်တော်တို့ကကောင်းကောင်းအတုံးချတတ်ရင်ဒီနေ့တွားပြီးတွေကဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်အားကောင်းစေတယ်အဆင်ပြေစေတယ်အဲ့တော့ဒီနေ့တွေတာမီးတွေကဂျာတာပရိကဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အတုံးချမယ်အဲ့တော့ဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ် ီးတော့ဂျာတာရေးချိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော်အဲ့တော့ဂျာတာရေးချိုကကြီးမားတယ်ကျဲပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့တာတာပရီးကိုကျွန်တော်တို့အသုံးပြုတယ်တော့ဘေဒင်ကတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာပရီးချိုကိုကျွန်တော်တို့ကဟန်ဒယ်လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လေးဦးနေသားသမီးတွေကန်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတဲ့ခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုရသားသမီးတွေက အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှစ်နှစ်ဆက်ဆက်ကျင်း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 တက်ကြရလားတက်ကြရလားတရားဒဂန်တို့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာရောတော့20%လောက်တော့သိတယ်ဟိုပညာရောလဲကျွန်တော်30%လောက်တော့သိတယ်ဟိုပညာရောလဲ50%လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတနေငွေတွေတာမီဖြစ်ရင် ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ဒါပါတော့ကို့အသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲတော့ကို့ရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတင်းတွေတားမိတယ်ဘဝရက်တီးရတာခက်ခဲလာလိမ့်မယ်။ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းကုန်နေပါတယ်။ အခြားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအတော့မိုးလို့ရရင်ရမယ်တင်းင်းကုန်နေကြတော့မရပါဘူးဒါပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နဲ့နဲ့ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်မှလားကားဝက်ရှော့ထောက်မှလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်မှလဲနော်အဲ့တော့အဲ့တော့ဆိုရင်ဒီကားနဲ့နေပယ်တဲ့မှာသူများလို့ဟောငါနေပယ်တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနယ်ပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြနိုင်နိုင်ချွတ်ချွတ်လက်တဆုံနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်နေသားမီဒီယာ အော်တင်းဦးရီသားမီးတွေကပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လိုတယ်တရားရကန်လုံးမဟုတ်တော့ကျွန်တော်ပြောလို့85ရကန်လုံးတော့သိဖို့လိုပါတယ်အခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကန်လုံးတော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့ဒီအပိုင်ဆုံးနည်းကိုကျွန်တော်တို့က ထုတ်သုံးရတယ်ဘီဒင်ဟောတဲ့ခါကျရင်ဘီဒင်နယ်ပယ်မှာအကျဲကျဲပြန့်လွန်အကြီးတယ်ပညာရည်အများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နန်တိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘီဒင်မှာစပြီးလူတယောက်ကိုဟောပြောရတယ်အဲ့တော့တနေ့ဦးနေတွေကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာဂျာတာပရီနဲ့ပတ်သက်ပြီးပညာရည်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကုသားမီးကတနေ့ဦးနေရှိတယ်ဆိုရင်ဘာကိုခင်ဗျားတို့ပြပြဝါအတင်ပေးမလဲတခုခု expect ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့် ဒါကကြာသာပတိစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တင်းနေကုန်တွေနော်ဒုတိယအနေနဲ့တင်းနေကုန်တွေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျိုအညွန့်ကျိုကတင်းနေလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တင်းနေလာကျိုကတင်းနေကုန်တွေသားသမီးတွေအတွက်စီးပွားရေးကျိုလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အတတ်မွေးရမလဲ ဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညို့ဂျိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ဂျိုတခုလည်းကြည့်ပြီးလူတယောက်မင်းဒါလို့ဟိုဟာဒါလို့ပြောလို့တော့မရဘူးဒါမှအညို့ဂျိုကဆက်ဆက်မှုရှိနေတယ်လို့ပြောတာအဲ့တော့တင်းကုန်လေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းကင်မှာရှိတယ်လမယ်လမယ်ကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ် ဖောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ်ကျွန်တော်မရဘူးဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြင်းချမ်းမှုတွေရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တင်းတို့တွေသားမြာစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုံးမှာပျော်ရမယ်စိတ်ချမ်းသာရမယ် ပေါ်ပေါ်ပါလေးဖြစ်ကြမယ်ကိုဝါသနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားဒါလုံနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုနော်မိတူဆိုင်တို့လိုနော်ပြီးရင်တခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတူလောင်တဲ့လုပ်ငန်း ဒီလိုလုပ်ငန်းတွေကတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်။နော်ဒါအောင်မှအခြားအချို့တွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်။ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တနေ့လာအချို့ဆိုတာကိုကျွန်တော်တို့မိထားလို့မရဘူး။နော်ဒါရေရာပိုင်းဆိုရင်ဒီတနေ့လာကိုအသုံးပြုလို့ရတာရှိသေးတယ်။နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့။ဆရာတော့ကျွန်တော်တို့အထက်သုံးလုံးမှာစောင့်မောင်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို6ခုမြောက်ချိုပေါ့။ ောက်ဖို့မရောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ချာကြိုဖြစ်ကမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ချာကြိုဖြစ်ရမယ်တောက်ချာကြိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ချာကြိုကိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ချာကဂျိုသက်အပြည့်21ဂျိုသက်21ဒါဆိုတော့တောက်ချာတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ချာကဂျိုသက်များတယ်ဒါတော့တင်းကြွေသားမီးတွေကအိမ်တော်ပြုတ်တဲ့ခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူ ါမှမဟုတ်အသက်ကြီးတဲ့လူလိုရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့လေအဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယာအီးယာရှောက်လို့နေတဲ့အချိန်မှာသူတို့တည်ငြိမ်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လေအသက်ငယ်တယ်ဆိုရင်လေကို့အတွက်ရေကို့ထက်ရင့်ကျက်တဲ့လူတည်ငြိမ်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ တော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်တော်ဘက်ကဘလောက်ထိ saving လုပ်နိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်တော်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ v net ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော် မျက်နှာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားတို့လည်းဂျုံထဲကကောက်ဝစ်လာတယ်အိမ်ရာကြေမှုန့်နေတယ်ဘာလို့လူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချရတဲ့သူကတသက်ရရနေတဲ့လူကိုထက်အသက်အချင်းချင်းမချင်းရင်းချက်တဲ့လူမျိုးတွေအငွေကြေးကိုဆုတက်ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလူမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောင်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော် ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုးဟာအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟိုဟာဖြစ်တယ်။ဒါကြောင့်ကိုယ်တင်းနေတဲ့သားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်။အရင်ကြီးတုံ့ပြန်ပါဝင်မေးမေးထုတ်ပေါ်ပြောလက်ညှိုးတော့ကောင်းကြိတ်ပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းနေတဲ့သားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူး။ဒီလိုမျိုးစံစားရတာဖြစ်ပါတယ်။ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရအောင်ကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်။အဲ့တော့ဒါတင်းနေတဲ့သားသမီးတွေလည်းဒီလောက်အကြမ်းမြင့်သိရရင်အဆင်ပြေလိမ့်မယ်။ เนาะလောက်ဆိုသဘောပေါက်မှာထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးလျှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ